ကျိုးညာရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဆရာမကြီးဂျာနယ်ကျော်မမလေးရဲ့နီးရနှင်းဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးစမှာရှင်။ ာဇူလာပြည်နေနိုင်ဥဖုဆိုင်၏အသက်85နှစ်ပြည့်သည်85နှစ်ပြည့်သောနေ့ဖြစ်၍ဥဖုဆိုင်၏တော်ရီသောသမီးမတ်တော်သည်အာယုံဆုံးထားချက်၏မတ်တော်မှာဖခင်မွေးနေ့တိုင်းတက်စိတ်ဆုံးကရန်အာယုံဆုံးထားချက်စမြဲဖြစ်သည်မတ်တော်သည်ဆုံးချက်ရန်အိမ်ရာမှာမထမီအဖေအသက်85နှစ်တန်းပြည့်ပါရောလားဟုတွေးမိ၏အဖေအသက်ကိုစဉ်းစားရင်းမှာမတ်တော်အမိထော်ပန်းကိုလည်းနောက်နှစ်လကြာရင် အသက်85နှစ်ပြည့်အောင်မီကိုတတိပြုမိသည်ပူဖို့စိန်နှင့်ကျော်ပန်းဦးမှာတတူရဲလူရှိကြပြီးနှစ်ဦးစလုံးကျမ်းမာကြ၏မျက်စိမုံလေးမှတပါတော်မကြိုကြခါမကုန်းကြသေးပင်ဥပုစိန်တို့တင်မယားကိုသီလကောင်းသည်ဟုရှမ်းရွာကပြောကြသည် မိုးကလည်းတအုံးအုံးအာယုံကလာတော့မြေထိန်ချောင်းများရေစိုးကမင်းမွေးမရလေသောကြောင့်မတ်တော်သည မိခုလို့ရင်မျက်ရည်တရွှဲရွှဲဖြစ်လာ၏။ကြောက်လာလိုက်ငိမ့်သွားလိုက်ဖြစ်နေသောမိကိုစိတ်ပြဲစတဲ့ပြန်လာ၏။ရင်နဲ့စီလောင်းလိုက်ပြောင်းနံနဲ့တအားကောင်းမုံလိုက်ဖြင့်ရေစုံနေသောထင်းစာများမှာတတော်နှင့်မိမဆွေနိုင်။မိုးတန်လေးတန်နေ၌တကားထုနေတဲ့ကိုပင်မကြမီ။အပြင်းထန်ထုနေတော့မှမိဖို့တကားကိုချပွင့်ပေးလိုက်၏။ညီနေဒီလောက်ထုနေတာမကြောက်လား။ ဘာကိစ္စပိတ်ထားရတာလဲတော်ပန်းဦးကတကားဖွင့်ပွင့်ခြင်းအစီမံမန်သည်ဆိုရင်တော်ပန်းဦးအတန်မှာထမ်းမှသောအတန်မျိုးမဟုတ်အတန်တိပြပြဖြင့်ညံ့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 ပြောတတ်ပြီးအတော်ဆုသောအတန်ဖြစ်၏မကြားလိုပါအမေရဲ့မိုးရီကလည်းတဲလိုက်တာမိရလည်းမှုလို့မရဘူးမိဘူးတွေအိမ်ထဲဝင်ပါဆိုလို့ပိတ်ထားတာပါတော်ပန်းဦးသည်မိကူဦးနေသည့်မိဘကိုခါထားရဲ့ကြည်လျင်မိကူစက်ခနဲ့ထိုးလိုက်၏ ဟုတ်ပါအခုထိစွန့်အောင်မီးဖို့ပါမရောက်သေးဘူးအဲ့ရထသွားရလဲကြားလာပြီစံစေးပြီးပြီလားပြီးပါပြီအမေတဲ့ယုံမယ်မတော်မီးနှုတ်ရင်ကပြုံပြောသည်ဒေါ်ပန်းကနောက်ဖေးရှိန်မှထွက်သွားကိုင်းမီးကြောက်လာ၍စွန့်အုပ်ကို ဖိုးပေါင်းသို့ကောက်တင်လိုက်၏မတော်သည်နောက်ထပ်စွန့်အုပ်တအုပ်အတွင်စံစေးနေစဉ်နောက်ဖေးမှဒေါ်ပန်းကိုပြန်ရောက်လာသည်ညီလုံးစရာရှိရည်သာလောက်ပါ၏ငါကငါစေးမှာပေါ့ မတော်ကဘာမှပြန်မပြောပဲစံကိုအပိလက်ဆတ်တဆေးသည်ဂျော်ပန်းဟူသည် မျက်နှာတစ်ပြီးမတော်မိဖို့နှင့်ဉာဏ်ချင်းဆိုင်နိုင်ရှိသောမိဖို့တွင်ထိုင်ကမိမွေနေသည်မတော်သည်နောက်ထပ်ဆေးပြီး၍ယူလာသောစွန်အုပ်ကလေးကိုဖုန်နဘေးနိုင်ချာကပထမသူတည်ထားသောမိဖို့မှာကျောင်းလက်ဆတ်ထင်းကျောင်းတစ်ချောင်းကိုဆွဲယူလာသည်တအားကုန်ရင်မိမုံနေသောကြောင့်ပန်းသည်မိမိအနာသို့ မီးစားနေကြလာသောမတ်တော်ကိုမျက်လုံးပင်ွေကြည့်လိုက်သည်ဒါကဘာလို့တာလဲအေးရဲ့ချင်းတွေအားရေစုံနေတဲ့အမေရဲ့တော်တော်နဲ့မိတာမှမဟုတ်လို့မီးကူးပေးမလို့ပါဂျော်ပန်းကသည်ခေါင်းကိုရမ်းခါရွေးညင်းဆိုင်တော်စမ်းပါရေရှုပ်ရှုပ်ရှက်ရှက်ဟိုမီးကဒီမီးကို လာမကူးစမ်းပါနဲ့ငါကငါတောက်အောင်မဟုတ်ပါပဲပြန်ယူသွားပါညနာမကောင်းစွာဖြင့်မတ်တော်သည်လက်ထဲကမိစာကိုမယုံသေးပင် ကြိုစား၍တုံ့ရှုတောင်းပန်ကြည့်အယုံတက်သောမှဆိုလိုပါအမေမိကလေးကူတာပဲဥစ္စာအဖေပစ္စည်းအမေပိုင်သုံးနာမှန်လို့မိမတနိုင်၍ခင်းရင်စွာမင်းမွေးနေရသော တော်ပန်းဦးသည်စိတ်မရှိနိုင်အောင်ဖြစ်သွားသည်ကျေငါသူ့ပစ္စည်းကိုယူသောမူဘယ်တော့မှများလက်ဖြားနဲ့တုတ်ခဲ့လို့ရောအေးငါကွာရှင်းပြီးပြီဆိုကြရအလုံးစုံ အကုန်ကင်းနေမတော်မူသွား ယူသွားပါတော်ပန်းဥမောင်းထုတ်လိုက်ရင်မတ်တော်သည်မိစနှင့်မိဖို့နာသို့ပြန်လှည့်လာသည်မိဖို့ဆောင်နေ၌တယောက်ကိုတယောက်ကြောပြီးလျက်သားမီးနှစ်ယောက်မိမုံနေကြသည်မိမတောင်းနိုင်သေးသောတော်ပန်းဥ၏မိဖို့ကို မတ်တော်လှည့်ကြည့်ကဘာမှမတက်နိုင်သည့်အလားတပ်ပြင်းကိုသာအခါကချရှာ၏မတော်ဆယ်နှစ်သမီးရွယ်မှစ၍မိဖို့ဆောင်နေတွင်မိဖို့တစ်ခုမှနှစ်ခုဖြစ်လာသည်ဖို့နှဖို့သည် မတ်တော့အဖေမိဖို့နိမတ်တော့အမေမိဖို့ဖြစ်သည်အခုမတ်တော့အတက35နှစ်ကောင်းလွန်ခဲ့သော25နှစ်ကာလပတ်လုံးအဖေနှင့်အမေတို့တယောက်ကိုတယောက်စကားမပြောကြတအိမ်နဲ့အတူတကွနေကြလျက်စီကွာခွဲ စားအုပ်ခွဲနေကြသည်အဖေအတို့မတ်တော့ကချက်ပြုတ်ကျွေးသည် အမေအတွက်လည်းဝင်းကူညီကချက်ပေးရသည်သူမိုးနှစ်ချက်ပြင်တော့အိမ်အောက်ဘက်တွင် အိမ်ဆိုင်ကလေးဖွင့်ကဒေါ်ပန်းဦးကဈေးရောင်းသည်မတ်တော့ကဆက်ချုပ်သည်ဥဖို့စိန်မှာအထက်အညာသားဖြစ်၏အသက်40ကျော်မှဤရွာသို့ကြောက်ပေါက်လာတဲ့ဦးကိုစီးကုတိုင်ရန်ရောက်လာသည်သူရွာရောက်ပြီးတရွာလုံးကြောက်ပေါက်ကြ၍ဥဖို့စိန်ကအခုပြီးသောအခါတရွာလုံးကအားထားရသောဈေးဆရာကြီးဖြစ်လာသည်ရှက်ရွာကဤရွာတွင် ဥက္ကဋ္ဌအခြေဆိုင်နေထိုင်ရန်ဆက်ချုပ်သည့်အပြုကြီးအသက်40ကျော်ပန်းဦးနှင့်အတင်းနှားချပေးစား၍ဒီရွာမှာအခြေချသောသူဖြစ်သည်ကျော်ပန်းဦးသည် အသက်40ကျော်မှမတော်ကိုမွေးသည်မတော်လူမန်းသိတတ်လာသည်သုံးနှစ်သမီးရွယ်လောင်း၌ဥက္ကဋ္ဌကိုအဖေမန်းမင်မသိတခါတည်းဘယ်ကလူကြီးလဲဟုမေးတတ်သည်အရက်တကာနေတကာလဲ၍ဈေးကူတာသွားနေတတ်က၃လတခါ၆လတခါလောက်မှအိမ်ပြန်လာတဲ့ချင်းချောင်းဖြစ်လေသည် လူပြူကြီးနဲ့အပြူကြီးတို့အိမ်တော်ကြပြီးသည့်နောက်ရဲရွာထဲ၌ဖျားသွားကြောင်းတဲ့အတူသွားလာမှုလည်းဘယ်အခါမှမရှိခဲ့မတော်မွေးပြီးသည့်အထိနှစ်ဦးစလုံးအရှက်ကြီးရှက်နေကြဟန်ရှိသည်ညကစား၌လူရှိသူရှိတွင်တအုံးမျက်နှာတအုံးမကြည့်ရဲဟန်ရှက်နေကြတော့လေမတော်မတ်ချက်ပြည့်တော့အရွယ်သူရောက်တော့အခါတွင်မူတအုံးနဲ့တအုံးမျက်နှာကြုံမကျဲဖြစ်လာသည်ကျော်ပန်းကလည်းဥခုစိန်ကိုမကျင်းနဲ့ စကားပြောတူတောင်းသည်တကူကောင်းဆန်သည်ကုငချင်းမှကိုချင်းသည်စိတ်မက်ကြီးသည်ဈေးစာကြောင်းသည်ကန့်လန့်ကြိုက်သည်စသဖြင့်ဆွဆွဲ၏ဥပုစိန်ကလည်းတော်ပန်းအပေါ်အခဲမကြီးကက်စီနေသည်လူတရာနှစ်မကျဲခေါင်းမာသည်ချေစုကန်သည်သူ့ဘက်သူရက်သည်ဝွေတိတ်မှတ်ထား၏တဥပတဥမကျေနဲ့ချက်တွေကိုဝန်းနေနိုင်စုထားကြသည်မတော်ဆင်းတဲ့သမီးရွှေနိုင် သူတို့နှစ်ယောက်စာအုပ်ခွဲရန်စီဝါခွဲရန်အကြောင်းပေါ်လာလေသည် ဥပိုးစိန်နေထွက်၍စိတ်ကူသွားပြီးသုံးလကြာလောက်မှအိမ်သို့ပြန်ရောက်လာသည်ဥပိုးစိန်သည်တကောက်ဖာတစ်လုံးအိမ်အတွက်ဝယ်ယူလာသောတောင်းနှလုံးနှင့်ငပြောကင်တစ်ခိုင်ကိုထမ်းတယ်ကနက်နက်ဆော့ဆော့လှေစိတ်ကကြာလိုက်ဆယ်ရက်လောက်ကြာမီပြောသွားပြီးသုံးလကြာမှပြန်လာခြင်းကြောင့်ဒေါ်ပန်းသည်စိတ်ခုကဥပိုးစိန်အိမ်ပေါ်တက်လာသည်နှင့်ထိုင်ရန်မှထား၍အိတ်ခမ်းထဲသို့ဝင်သွားလေသည် ဥပုံစိန်သည် သူအိမ်ပေါ်ရောက်ကမှ သူ့အာစကားတခုမစိုးပဲအခန်းထဲဝင်သွားသောဒေါ်ပန်းဝကြီးကတည်ထမ်းလာသောပစ္စည်းများကိုဖက်နှက်ချွန်နိုင်ပစ်ချလိမ့်မတ်တော့ကိုလမ်းခေါ်မြပြင်ပြီးမှဒီအချိန်မတ်တော့အကြောင်းသွားပြီးကိုတတိယသွားသည်ဥပုံစံသည်ရေတစ်ဖက်ကိုခတ်တပြီးမောပန်းစွာဖြင့်ပက်လက်ကလထိုင်ပေါ်၌ခြေပြက်လက်ပြက်ထိုင်ချလိုက်သည် အမောပြေသလောက်ရှိသောအခါကလထိုင်မှထလျက်ဒေါ်ပန်းဥကြတာအောင် တန်ကုန်ဟိ၍ပြောလေ၏ဟဲ့တောင်ဟဲ့ဖာဟဲ့မပြောကအိမ်ထဲဝင်ကြအိမ်ထဲသွားကြဥဖို့စိန်သည်သူ့အိမ်အပြန်ကိုတော်ပန်းဥမခရီးဥကျုံမပြူရကောင်းလားအိမ်မို့ယူလာသောပစ္စည်းတွေကိုထပ်သိမ်းရကောင်းမှမသိလေရောသလားဟုစိတ်ဆိုးကသူပြစ်ချလာသောပစ္စည်းများကိုလက်ညှိုးတထိုးတို့ဖြင့်ဆက်အော်ဟင်နေပြန်လေသည်ဟဲ့တောင်ဟဲ့ဖာဟဲ့ငါပြောကြ ငါအိမ်ပြန်ရပြီနင်တို့ရောနင်တို့သွားလေသွားကြသွားကြဟဲ့ထော်ပန်းဦးသည်ပြစင်းများကိုမိမိထွက်၍မသိမ့်မချင်းဤအတိုင်းရွှဲ့နေမည်ကိုသိလေလျက်သူပဲရွှဲ့နိုင်မလားငါပဲနေနိုင်မလားသိကြရောဘောဟုမထွက်ပဲစွပင်းနေထို့စဉ်ထော်ပန်းဦး၌အချက်လာအကြသည်ရွာထဲမှမိမနှယောက်တို့သည်ဝင်လာကြလေသည်ဥဖုတ်စိန်မှာပြစင်းများကိုလက်ညှိုးငါးငါးထိုးလျက်ဝင်ခိုင်းနေတော့မင်း မြင်ကွင်းမှာကရှိဝဲကောင်းလာတော့လေထိုမိမတို့သည်မရှိဘူးဆရာကြီးစိတ်ဆုံးနေပြီဟုသိရှိကြလျက်အိမ်ပေါ်မှာတုတ်တုတ်စင်ကမတ်တော်ရှိရာရွာဦးကျောင်းသို့အပြေးသွားပြီးအကြောင်းကြားလေသည်မတ်တော်သည် အိမ်သို့ဒုံဆိုင်၍ပြေးရ၏ဥဖိုးစင်သည်သူ့ပုံထားသောပစ္စည်းများ နေရာမရွေမချင်းတနေ့ကုန်ပင်အော်ရအော်ရအော်ရင်းမှအသက်ပင်ထွက်ထွက်မရတဲ့အောင်မီဟုစိတ်ထံလျက်အော်ဟင်းနေလေသည် ရောသန်တကြီးအော်ပြောနေသောဥကုဇိန်၏အတန်ကြီးကိုခြံဝန်းမှပင်မတ်တော်ချမ်းရသည်မတ်တော်သည်ခနှစ်ချွန်၌ပုံထားသောပစ္စည်းများကိုတလဲသူ့ဖခင်ကိုတလဲကြည့်ကဒူးတုံတုံရင်းတုံတုံဖြင့်မျက်ရည်ကလေးဝိုင်းလာသည် ကြောက်ကြောက်လန့်လန့်နှင့်ကြပြကြရာပစ္စည်းများကိုအိမ်ထဲသို့ကောက်ပို့တယ်လေသည်မတ်တော်ပစ္စည်းများသိမ်းပြီးသောအမှဥကုဇိန်သည် မောလာစွာဖြင့်ပလက်ကလထိုင်ပေါ်၌ပြန်ထိုင်ချ၏နဖူးကျော်ကြီးများရှုံက မျက်စိနှလုံးစုံမိလျက်အမောဖြစ်တအားလာကြတော့အခါတဲမော်မပစိုးတထဲကိုဆွဲ၍ပခုံးမော်ခြင်းကရွာထဲသို့ထွက်သွား၏မတော်သည် သူ့အမေကိုအိမ်ထဲ၌လိုက်ရှာကြည့်သည်နောက်ဆုံးတွင်မှအိတ်ခန်းထဲတွင် ဆောင်းကားမှုချုံလျက်အိတ်နေသောဂျော်ပန်းဟုကိုတွေ့ရသည်မတော်ကအမေအမေဟုခေါ်တော့လေအတန်ပြန်မထွန်းမကြမီပင်ဥပုသ်စိန်ပြန်ရောက်လာသည် ဥဖိုးစိန်နှင့်အတူတဲကပါလာသောပစ္စည်းများမှာတန်အိုးတန်ခွက်ဒဲအိုးပစိုးဖြင့်ထွက်ဝေလာသောဆန်ငရုတ်ကြက်သုံးစီပလင်းတို့ဖြစ်သည်ထိုနေ့မှစ၍ဒီမိမနှင့်မပေါင်းတော့ဟုဥဖိုးစိန်သည် အနာကျင်းနာက ထမင်းအိုးခွဲဖို့သူထမင်းသူချက်စားလေသည်စီပါခွဲအိုးခွဲသွားသောဥဖိုးစိန်သည် မတ်တော့အရွယ်မရောက်ခင်ကသာ ကိုယ်တိုင်ချက်ပြုတ်စားလျင်မတ်တော့ကြောင်းထွက်လိုက်သောအခါမတ်တော့ပဲချက်ပြုတ်ကျွေးမွေ၏ မတ်တော်စွန်ဦးစုဝေလာသည်ဒေါ်ပန်းဦးမှာမတောက်နိုင်သောမိကိုတမုတ်တိုင်းမှုနေစေပင်မတ်တော်စွန်ဦးငယ်ပြီးစွန့်နှက်ထား၌စွန့်တော်ပွဲပြင်ဆင်သည် အမေအဖေတညံကုန်သွားပြီ အမေရောင်းတဲ့ထဲဟာနည်းနည်းယူပြရစင်နော်မတ်တော်ကစွန့်တော်ပွဲတွေပြင်လမ်းပြောသည်တညံမှမရှိပဲကုန်ပြီကြံတကားပဲရှိတယ်မတ်တော်သည်သူ့အမေဈေးရောင်းသည့်ဘုံထဲမှာကြံတကားအနှဲငယ်နှာယူပါ စုံတော်ပွဲတွင်ထွက်နေစဉ်တော်ပန်ဦးကတပြစ်တတမြည်တွင်ဤသူပစ္စည်းကိုသာယူသုံးဖို့ငါလက်ဖျားနဲ့မတို့တာငါပစ္စည်းရသုံးချင်သုံးနိုင်ပါတယ်မြည်ကိုမွေးတော့ဟာပေါ့မီးရရတာမထွက်သေးဘူးသူရှာလို့ရတဲ့ပတ်စံနဲ့လှုပ်ထားတဲ့ကြံစစ်လက်ကောက်ကိုပြန်တောင်းသွားတာတခါမှမမြင်ရတော့အစပြပဲဒီကလေးကသူ့ဆီကပတ်စံတပြားမှမကြောက်မင်းကိုဟာကိုလောက်ကင်စားလာတာခဏိအထိပဲမတော်သည် တော်ပန်းကိုပြောသောစကားများကိုကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေသည်စုံဝဲများကိုစိတ်ငါအောင်တုတ်သီးတပြပြင်ဆင်နေရ၏ပြောသည်များနားထောင်မှုရန်ကဤစကားမျိုးကိုတော်ပန်းဦးထံမှအကျင့်တရားမကကြားရဘူးပင်မူရိုးနေသည့်သဘောလည်းဖြစ်သည်အသက်30ကျော်သေးကြအောင်အိမ်နာမပြုတ်ပဲအပြုတ်ကြီးလုပ်၍ဒီအဖေနှင့်အမေကြားတွင်ပုံလတိုင်းလုပ်နေရသောသူ့ဘဝသူညီငွေနေသူဖြစ်သောကြောင့်ဒီအကြောင်းတွေကိုလည်းချက်တလဲလဲမကြားလိုတော့ပဲ။ အိမ်ဦးကအခန့်သားထိုင်ပြီးသူ့ပစံကြတော့မထုတ်ချင်မနဲ့ငါလှုပ်စားနဲ့ငါရှာစားပြီးငါ့ကိုမကောင်းပြောတာခံနေရတာညီးကြောင်ညီးကြောင်ဟဲ့ညီးကိုငဲ့နေလို့ငါဒီအိမ်ပေါ်ကမစင်နိုင်တာပါ诶ဂျော်ပန်ကိုပြောသမျှစုံအောင်နားထောင်ရင်အချိန်လည်းမပေးနိုင်တတူတူရေရွတ်နေသောဂျော်ပန်ကိုထားခဲ့ကစွန်းတော်ပန်းကိုရွတ်ပြီးအိမ်ပေါ်သို့တက်ခဲ့သည်အိမ်မရှိဖျားစင်၌ဖျောင်းနိုင်များထွန်းထားသည်ဥခုစိန်သည် ဆွမ်းတော်ပွဲကိုဆောင်ရင်ပတိစိတ်နေသည်မတော်ကဆွမ်းတော်ပွဲကိုဖျားစင်ပေါ်တက်လိုက်တော့အခါဥဖိုးစိန်သည်နေရာမှထလာရင်မေးသည်ဆွမ်းဟာတက်စီလားတက်စီပါအဖေဇွန်နဲ့85ဇွန်ထည့်ထားတယ်ဘာမုံလေလဲမွေးတည်နေတော့မျက်စိဖြင့်မုံပကံကလေးများကိုမျက်နှာနဲ့ထိလူမတလိုက်ကြည့်နေသည်ဆွမ်းပလုံရုပ်အဖေရဲ့ဓာတ်ပပဆုံဓာတ်ငပြောသည်ဓာတ်ဖေုံရုပ်ဓာတ်မုံပဲလော ဒါကကြံတကားဒါဘယ်ရယူလာလဲအဖေတညံ့ကုံသွားလို့အမေဘုံနဲ့ကြံတကားနည်းနည်းယူလာတဲ့အဖေအတန်ပြက်ပြက်ဖြင့်မတ်တော်စကားမဆုံးခင်ဥပိုးစိန်ကမျက်မှောင်ကျုပ်လျက်ကြံတကားပကံကို ဆွဲယူလိုက်တယ်။တဲယူသွားစမ်းငါပစ္စည်းငါဆုံးပွဲနဲ့မထက်နဲ့။သွားယူသွားမတ်တော်သည်ကြံတကားပကံကိုယူမသွားသေးပဲပြေရပြေလဲကြောင်းပြောကြည့်သည် အလကားယူတာမဟုတ်ပါဘူးဖေရဲ့ပတ်စံပေးမှာပါအလကားလည်းမယူပတ်စံပေးပြီးလည်းမယူမထဲနဲ့ယူသွားမတ်တော်သည်အဖေကိုကလန်ကစံမလုံးဝင်သဖြင့်ကြံတကာပကံကိုလှမ်းယူပြီးဘေးဖယ်ချလိုက်ရသည်ငါသမီးကိုမမွေးခင်သူ့ဆွေမျိုးရွာမှာတလှည့်သွားနေကြတော့အဖေအပေါ်မညာမတာခိုင်းရလိုက်တာသမီးရဲ့အဖေကိုစပါးရိတ်ခိုင်းနေစပါးမရိတ်ဘူးတဲ့အဖေမှာ လက်တွေကွဲပြဲပြီးအနာတွေဖြစ်ပြည်တွေတဲ့နဲ့သူ့တွေရွှဲရွှဲဒီကျေးဇူးတွေကိုသိတတ်တဲ့ဟာမှမဟုတ်ဘူးမတော်သည်တက်ဆိတ်ရေချမ်းခွက်ကိုမမှားရအောင်စိတ်မှန်းဖြင့်85စုံပြည့်အောင်ခတ်တဲ့နေရသည့်အတွက်ဥပုသေအင်းစကားများကိုကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေသည်သို့သောဤစကားမျိုးကိုဥပုသေတံမှာအချိန်တရာမကကြားခဲ့ဘူးဖြစ်သောကြောင့်မတော်ဖို့အထူးဆန်းမဟုတ်တော့ပြီ အစင်မပြေကြတော့ဒီအဖေနဲ့ဒီအမေပေါ်ငဲ့၍အိမ်သာမပြူပဲအပြူကြီးဖြစ်နေသည်သူဘွားသည်ဒီအတန်တွေကိုကြားရလေတိုင်းတာ၍တာ၍ညီးငွေ့စရာကောင်းလာသည်ဒီအကြောင်းများပြန်တွေးမိတိုင်းအဖေမျက်ရည်ကျတယ်သမီးကြောင့်သာအဖေဒီအိမ်ပေါ်မှာနေနေတာသမီးမတော်သည်တက်စိတ်ရည်စမ်းခတ်ခဲ့ပြီးဖျားစင်ပေါ်တင်လိုက်သည်ဦးဖို့စိန်ပြောသည်များ ဆုံးအောင်နားထောင်နေမှာအားပဲအမေစွန်းတော်ဘက်ကိုပြန်ပြင်ပေးရန်ရှိသေး၍ အိမ်အောက်သို့ဆင်းခဲ့ရပြန်သည်မိဖို့ရဲ၌ကြော်ပန်းဥစွန်းအုံးငယ်နေသည်မတော်သည် သူပြန်ယူလာခဲ့သောကြံတကာပကံကိုကြော်ပန်းဥမမြင်စေရန်မိဖို့ရဲမဝင်ခင်တနေရာ၌ဖွက်ထားခဲ့ရသေးသည်ကြော်ပန်းဥ၏စွန်းဝဲတွင် နန်းနှသည်လိပိနေ gain ဥဖို့စိန်မိဖို့ပါဝါသူပြာကြီးပြန်ရောက်လာသည်ဟဲ့တမီးအဖေစားတာရောဥဖို့စိန်သည်ဖျားရှိကူကနေသူ့စာတာကိုဖျားရှိနိုင်ချရန်တတိယရွေးကြည့်မိရာ မတွေ့သဖြင့်အိမ်ကမှဆင်းလာမေ၏။မွေးနေ့တိုင်းဇာတာကိုထုတ်ပြီးဖယားကို ပူဇော်လေးရှိသည်။အဖေဇာတာအဖေပဲအဖေအိယာပဲကမုံမုံတတာထဲမှာထားထားတဲ့ဥစ္စာ။မတော်သည်နန်းနသိလေးငါလမ်းပြောသည်။ကြောပန်းဦးသည် အပေါင်းအား၌ဥဖုစိန်လိုက်ရဲကလေးကတချမ်းမှလက်မကြည့်ပဲသူ့စွန်းပွဲသာသူပြင်နေသည်။မုံတတာပုံနဲ့မရှိဘူး။အဖေတလောကထုတ်ကြည့်ပြီး ဘုံနဲ့ကိုပြန်မထည့်မိဘူးဘုံပေါ်တင်ထားမိတာအခုမရှိတော့ဘူးမတော်သည်သူ့အမေများတွေ့လို့တွေ့ညာအထင်ဖြင့်သူ့အမေကိုတစ်ချက်လန်းကြည့်သည်ထော်ပန်းဟူသည်သူ့နှင့်မသက်ဆိုင်သည့်အတွင်သားဘာနှစ်ယောက်ပြောနေသည်မနားရနိုင်တလုံးမမဝင်သည့်ပုံစံချလိုက်ထိုင်လိုက်ဖြင့်လှုပ်ရှားရှိရာကိုသာလုံးပန်းလောက်ကိုင်းနေ၏မုံတစ်တာဘုံကလည်းသူ့နှကိုနေရာမှာမဟုတ်ဘူးသမီးရဲ့အဖေမရှိအောင်ရွှေ့ကြတယ် ဥဖို့စိန်နောက်ဆုံးအတန်သည်တင်းမာလာသည်တအူးကိုရင်းညွှန်း၍ဆုတ်လွင်ခြင်းသည့်သဘောတောင်းဝင်လာသည်ထို့ကြောင့်မတ်တော်သည်အမိကိုလမ်းကြည့်ရာမျက်လုံးချင်းဆုံးလေတနေ့ကမိုးရွာနေတော့အိမ်ပေါ်မှာဘသူမှမရှိလို့တကားပေါက်တွေတက်ပက်ရတဲ့ကောင်းရင်ဘက်မှာမိုးရိုနေရတွေ့လို့ပစ္စည်းတွေရွှေ့ကြရတာပေါ့ကျော်ပန်းဦးသည်ဥဖို့စိန်ကိုပြောနေသည့်အပြောမျိုးမဖြစ်စေရပဲမတ်တော်ဤမျက်နှာကိုတက်တက်ကြည့်၍ပြောလေဥဖို့စိန်မတ်တက်ရက်နေသောနေရာနှင့် မတော်ထိုင်နေသောနေရာမှာတဲ့နေကြော်ပန်းဟူကသူ့တို့နှစ်ဦးကြာရင်ဖြစ်သည်မတော်အခွန်ခွန်လက်ဆာနန်းနဲ့တီးကိုချတာကဥဖို့စိန်အနာသူသွား၏လုံးလိုက်မှဖြင့်တပင်းရဲ့အရာရာနဲ့အကြောင်းကြောင်းကြီးပဲဘတော်မှအပိုးမသိဘူးဟောအခုတော့အဖေ့ပစ္စည်းကဖေထားရနေမှာမရှိတော့ဘူးဥဖို့စိန်ကမတော်မှတစင်မတော်မျက်နှာကိုကြည့်၍ပြန်ပြောသည် မိုးဆူကောင်ကြီးပျက်စီးကုန်မှကြောင့်ငါနေရာရွှေ့ရိုက်မိုးဆူနေရာဒီတိုင်းကြည့်နေရပါလားဂျုံမျက်နှာထားတဲ့နှလုံးအတန်ဆူဆူမှလည်းမာလာလေသည်ရွှေ့ပြီးနေရာတကျပြန်ထားတာမှမဟုတ်ပဲသမီးရဲ့ဥပိုးစိန်အလိုမကျတော့အတန်ကထွက်လာပြန်သည်နေရာတကျထားတာမိုးကရွာနေတော့ဟိဒီတော့ရွှေ့တဲ့နေရာမှာပဲရှိမှာပေါ့ဒါလားအရာရာနဲ့အကြောင်းကြောင့်ဒါလားအဘိုးမသေးတာမတ်တော်မျက်နှာသည် ဥပုသ္စေကပြောရင်ဥပုသ္စေပဲရောက်သွား၏တော်ပန်းဟုပြောရင်မူတော်ပန်းဟုဘတ်သူလက်ရပြန်သည် သူတို့နှစ်ဦးကသူ့ကိုပြိုင်းသူကြည်လျံသူ့ပြောနေသောအချိန်တွင်မူကမှတ်တော်ခမညာဟိုလဲ့သည်လဲဖြစ်နေကခြာလပတ်လည်နေရှာလေသည်ရွှေတယ်နေရာမှာမရှိဘူးရှာခဲ့ပြီသမီးအဖေများအထမ်းမှာမတော်စကားမဆုံးမီတော်ပန်းဟုကဝင်ပြောပြန်၍မတော်မှာတော်ပန်းဟုဘတ်သူလှည့်လိုက်ရပြန်သည် ဒီပစ္စည်းကိုဘသူကဘာလို့မှတော့အေးရဲ့တနေ့ကဘာဝင်ဖုန်ကြီးကြောင့်ကရင်းနှံမုန်းပြန်လာရုံကငါ့စာသားရင်းနှံတော့ချင်တယ်ပြောတာကြားမိတယ်အေးမတ်တော်မျိုးလုံးတို့သည်ချက်ချင်းဥပုစိန်ဘတ်သူရွှေသွား၏တော်ပန်းသည်ပြောပြီးသူ့အလုပ်သူဆက်လုပ်သည်ဒဲလဲခါပါကလားအဖေယူမပေးဘူးသမီးရဲ့အဖေပစ္စည်းကန်ကြတာအဖေမကြိုက်ဘူးဘယ်ရခက်တာလဲအေးဒီပစ္စည်းကထားတဲ့နေရာမှာမရှိရင်ယူလို့သာမရှိတာပေါ့ ကင်ကြင်လုံးလို့ကင်တာမဟုတ်ဘူးမိုးရွံနေလို့ကင်ရတာကြီးသိရလားမတော်မှာတော်ပန်းကသူ့ကိုလက်ညှိုးငန်းငေါထိုးကပြောလာပြန်သဖြင့်ရှင်နှန်းတိုင်းတဆတ်ဆတ်ခုံလာသည်အာယုံသွန်းကခါနီးရှံမွဲဖြစ်မလားအောင်လှင့်မြန်စွာတားဆီးလိုက်ရသည်ဟိုအဖေဦးလေးပါဝင်များအိမ်မတက်ရသလားမှမသိပဲအောက်ကစားအုပ်စင်မှာရှာကြည့်လိုက်အောင်မနော်နော်မတော်သည်အပဝမှာဥပုစိန်ကိုတွေးရထွက်ခဲကစားအုပ်စင်ရှိရသူပြေးသွား၏ ။ဥဖိုးစိန်ကမတ်တော်နောက်မှလိုက်လိုက်။ရှင်နံတုတ်ထားသောဇာတာကလေးကိုစာအုပ်စင်ပေါ်၌ထောင်လျက်သားတွေ့ရတော့မှမတ်တော်ရင်အေးရလေသည်။ဥဖိုးစိန်သည်ဇာတာယူကအိမ်မော်သို့ပြန်တက်သွားသည်။ဥဖိုးစိန်အိမ်မော်သို့မရမချင်းမတ်တော်မိဖို့ရဲသို့မဝင်ရဲချင်း။ဥဖိုးစိန်အိမ်မော်ရလောက်တော့မှမိဖို့ရဲသို့မတ်တော်ဝင်ခဲ့၏။တွေ့ပေလို့ပေါ့ဤမတွေ့များမတွေ့ငါ့ကိုနင်းပြောမှတဲခတ်ပါကလားတဲ့ အဲ့ဒါသာကြည့်တော့ခတ်တဲ့သူကဘာလုပ်လဲသူထင်သည့်အတိုင်းမပေးနိုင်အောင်လေကျောင်းရှင်နေသည့်ကျော်ပန်းဟုကိုကြောက်လာစွာဖြင့်မတော်နောက်ဖွေးရေစင်ဘက်သို့တန်းထွက်သွား၏မတော်နနသည်လီနေကအိမ်ပေါ်မှ ကြေးစီရိုက်တန်းကြားလိုက်ရသည်ဩဃာဒဩဃာဒဩဃာဒအစိန်တွေကအစိန်တွေကအယုံတဲ့ဥပုသ္စေဘုရားရှိခိုးတမ်းမှာတာယာနာပြောပွဲရှိလာသည်မတော်သည့ နတ်နတ်သိလျင်ဖယားကို ကြည်ညိုသောစိတ်ပင်ညွန့်လျက်အာယံပြုလိုက်သည်ပပောက်ဆုပ်တွေရှိရဲ့မေထဲ့မလားစုံမွေးပြင်းနေသောကြော်ပန်းဟုကိုမတ်တော်ကလှမ်းပြောလိုက်သည်သူ့ပစံနဲ့သူ့ဝယ်ထားတဲ့ပပောက်ဆုပ်ကြောက်စုံမွေးနဲ့မထဲ့နိုင်ပါဘူးမရှုံ့ချင်ပါဘူးလို့ပြောနေကြမြီးယိုဟာရှေ့ပါတယ်အေးနှုတ်ကအမတ်တမဲ့ထွက်သွားသောသူ့အမကြောင့်မတ်တော်သူ့နှဖူးသူထုလိုက်သည်ငါကူကရှေ့ပါတယ်ဟုသူ့ကိုယ်သူအပြစ်တင်က စေရနာကဝေဒနာဖြစ်ရသည့်အတွက် ရှေ့မဆက်ဝင်တော်ချင်းမတ်တော်တို့အိမ်ရောက်ထန်တိုင်းဖျားချင်းတစောင်းထတ်ထုတ်ထားလေ၏အိမ်တွင်စားအုပ်ခွဲမိဖို့ခွဲသွားကြရမှတစောင်းထတ်တိုးလာသောတော်ပန်းဝီဖျားချင်းဖြစ်သည်ဖျားချင်းတွင်ခရောင်းနိုင်မင်းများထွန်းညီကြစဉ်အိမ်ပေါ်မှဥဖို့စိန်၏မြစ်တာပို့ဆောင်ကြရသည်သဗ္ဗေခတ်သိမ်းကုန်သောတတဝအပေါင်းတို့သည်အဝေရာရံမရှိကြကုန်သည်မတော်သည် ဥဖို့စင်မြစ်တာပို့တံကိုကြားရ၍ဝမ်းနေသလိုငိုခြင်းသလိုနေရှင်နေဖို့ရေးဆိုလာ၏။ဒေါ်ပန်းဦးသည်စွန်းတော်ပွဲများ ခင်းချင်းပြင်ဆင်ပြီးကြေးစီတစ်ချမ်းရိုက်လိုက်သည်။ဗန်းဒီအရှင်ဘုရားမယားဘုရားတပည့်တော်မှသည်မောစနတ်ကြာရတန်တရာဝတ်စင်ရမှထွံ့မြောက်ရပါလိုခြင်းအကျိုးငါဒေါ်ပန်းဦးဘုရားရှိခိုးတိုင်းမတော်မီးဖို့တဲ့သူပြန်ရလာသည်။ ဒေါ်ပန်ဝီဖျားပင်စံကြီးတာယာနာပြောပွဲရှိလာပါ၏တာယာစွာဆွေးငင်လျက်ရှိခိုးနေသော သူ့အမိဖျားပင်စံကိုကြားနိုင် အမိနှင့်အဖေတို့ကြားတဲ့ဒုက္ခများလာစွာသော သူ့ဘဝမှလွံ့မြောက်ရန်တိလရှင်ဝှစ်ချလာလေဖိုလီယာစနစ်ရှိသောရင်ကလည်းလှည့်ွေလှည့်ွေရှုပ်ထွေးနေလေဝိနေနီနီနှစ်ထွေများစွာတတဝါချမ်းသာကိုစိတ်မြဲပါစေဒိယံပဲရှင်စိုးရင်ခင် ဆင်းရဲမရှိဖြစ်ပါစေ။ကြောပန်းဟူဘုရားရှိခိုးပြီးနောက်ဆုံးထွက်လာသောမေတ္တာပို့တန်သည်မတ်တော်၏ရင်ထဲသို့ထွင်ပေါက်သွား၏။မျက်ရည်ပေါက်တို့သည်တပောက်ပြီးတပောက်ပါးပြင်ပေါ်ကျလာ၏။သူစိတ်ထဲအဖေနှင့်အမေတို့ပို့နေသောမေတ္တာကိုတန်တရားများစွာဖြစ်မိ၏။အဖေမေတ္တာပို့တဲ့တပ်မေတ္တတော်ရဲမှာအမေအဖို့ရောပါပါလေးစားအမေမြတ်တာပို့တဲ့ဝင်းနေနီးနေတဲ့မှာရော အဖေမပါပါလေးစားချန်နေကြောင့်မမလေး1980အဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်